라이브 축하드립니다. အရင်တော့ကဝမ်းရောင်ရဲ့အပြုမှုနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေချမ်းမာရောအွန်လိုင်းမှာပါပြောဆိုမှုတွေရှိခဲ့မှုပါလေအမှုပညာရှင်တယောက်အနေနဲ့ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေနဲ့အတူလင်းမြန်စွာကြီးပြင်းလာရတဲ့အခါအချင်းကြားလာတဲ့အမြပုံမွေးချက်လာတာပိုတင်းကြီးလာတာဟာသဘာဝပါပဲခင်ဗျအဲ့အဖွဲ့ဝင်ဝမ်းရောင်ဟာအသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့သူတယောက်ဖြစ်ပြီးတော့လူအများရဲ့စောင့်ကြည့်ခြင်းကိုခံရတဲ့စင်တာနေရာမှာအမျက်ရှိနေခဲ့ပါလေဒါကြောင့်လေအရင်တော့ကဆိုရင်ဝမ်းရောင်ကိုစုပလားကန်တာနဲ့ပတ်သက်ပြီးတော့အင်တာနက်ပေါ်မှာစားနောက်တာမျိုးတွေဒါမှမဟုတ်ဝေဖန်တဲ့သတင်းမျိုးတွေတက်လာတာမျိုးတွေရှိခဲ့မှုပါလေဒါပေမဲ့ပြီးခဲ့တဲ့ KGM 2025 ိုက်ပွဲပါတော့ဝင်းဟောင်လေးဟာအများကြီးပြောင်းလဲသွားတာကိုတွေ့ရှိရမှာပါသူမဟာအဲ့ဒီပွဲမှာဆိုရင်ပုံမတည်ငြိမ်ပြီးတော့စီကန်းရှိတဲ့အသွင်ပြင်ကိုမြင်တွေ့ရမှာပါဒါဟာအမှုပညာနယ်ပယ်မှာအတွေ့အကြုံတွေများလာလို့ရင်းကျက်မှုပိုရှိလာတာပြီးတော့သူမရဲ့လောရတွေအပေါ်လူတွေရဲ့အာယုံဆဲမှုကိုသိရှိလာလို့ပုံတည်ထားဆောင်ရွက်လာတာမျိုးလည်းဖြစ်နေပါတယ်ခင်ဗျာဒါဟာတကယ်ကောင်းတဲ့အချက်လို့ပဲပြောရပါမယ်သူမရဲ့အပြောင်းလဲနေရင်းကျက်လာမှုကအဲ့ဖွဲ့ရဲ့ခေါင်းဆောင်မှုနဲ့ဖွဲ့ဝင်တဦးအနေနဲ့ပို့ပြီးတော့အားကောင်းလာတယ်ဆိုတာကိုပြသနိုင်ရလို့ယူဆနိုင်ပါတယ်ခင်ဗျာ online မှာတွေ့ရတဲ့ဝမ်းရောင်တဲ့ယူကျွန်းတို့ပြိုင်ဆိုင်နေရဆိုတဲ့ထင်ရတဲ့ video auto စတွေဟာဆိုရင်ရတော့အပြင်စိတ်ဝင်စားမှုရအောင်စီကမ်းမဲ့စွာဖြတ်တောက်ပြီးတော့တင်ထားတဲ့ video တွေပဲဖြစ်ပါတယ်ခင်ဗျာလူပညာရှင်တယောက်အနေနဲ့ပင်ပန်းရတဲ့အခါမျိုးတွေမှာဒါမှမဟုတ်အာယုံနဲ့နဲ့လောက်လွင့်နေတဲ့အချိန်မျိုးတွေမှာတောင်အပြင်လူတွေကအလတ်တကူအထင်မြင်လွဲမအောင်လို့ဒီ video တွေကိုပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာ